ူများတွေလှုပ်တယ်လို့လိုင်းလုံးနေတာမှန်ရဲ့လား The first principle thinking Hi တင်းတို့ဘွားမှာတခုခုလှုပ်တဲ့အခါလူတိုင်းဒီလိုပဲလှုပ်ကြတာပဲလေဆိုပြီးလိုင်းလှုပ်ဖူးကြလားဥပမာဘွေးရရဲ့အလုပ်ဝင်ရမယ်ဒီလူရှင်ဒီမှာစီးပွားရေးလှုပ်လို့မရဘူးဒုံပြန်တစင်းဆိုတာဒေါ်လာတန်း60လောက်တန်တာပဲလေဈေးချလို့မရဘူးအဲ့ဒီလူတိုင်းပြောနေတဲ့အမှန်တရားတွေကိုတင်းမနှစ်ခါလောက်တန်ရဝင်ဘူးလေ တကယ်လို့အဲ့ဒီလူတိုင်းလောက်တာတွေကအမှန်တရားမဟုတ်ပဲဒီနေတက်တက်ပဲဖြစ်နေရောကဘာကျော် Elon Musk ကဒုံးမြတ်မျိုးဘယ်လိုစီးပွားအောင်လုပ်ခဲ့လဲ Steve Jobs က iPhone ဘယ်လိုတည်ထွင်ခဲ့လဲတူတူအားလုံးဟာတာမန်သူတွေနဲ့မတူတဲ့အတွေ့အခေါ်လမ်းနဲ့ matter one point တစ်ခုကိုတုံးချလို့ပဲဒီနေ့ကိုတို့ပြောမယ့်အကြောင်းအရာကနာမည်ကြီးမန်တဲ့ model တွေကတစ်ခုဖြစ်တဲ့ the first principle thinking အကြောင်းပါပဲဒီကဘာပေါ်မှာတွေ့ခေါ်ပုံနှစ်မျိုးရှိတယ် ဖမားတစ်ခုက reasoning by analogy နိုင်ရှင်မီတွေးတာဒါက99%သောလူတွေလုံးတဲ့နီးပါသူများတွေဘယ်လိုလုပ်လဲကြည့်မယ်ပြီးရင်နည်းနည်းလေးပြင်ပြီးလုပ်လိုက်မယ်ဥပမာဆိုင်ဖွင့်ခြင်းနဲ့ over land တစ်ကမောင်ငါဆိုင်အောင်ကောင်းနဲ့ကိုလည်းမောင်ငါဆိုင်ဖွင့်မယ်ဒါပေမဲ့ကိုကပဲချော်ပို့ထည့်ပေးလိုက်မယ်အဲ့လိုပေါ့ဒါက copy ကုရှားပြီးနည်းနည်းပြင်လိုက်တာဒုတိယတစ်ခုက first principle thinking မူရင်ကနေတွေးတာပေါ့နော် ဒါကသူများလုံးတလို లై မလုံးပဲလုပ်ငန်းစဉ်အသေးဆုံးစိတ်ပိုင်းတွေကိုတိကျစဉ်းစားပြီးအဲ့ဒီစိတ်ပိုင်းလေးတွေကိုယူပြီးကိုယ်ပိုင်ပုံစံတည်နဲ့ပြန်လဲတည်ဆောက်တာဒီနေရာမှာအကောင်းဆုံးဥပမာက Elon Musk ပဲသူ space ကိုစားထောင်တော့ကလူတိုင်းပြောကြတယ်မင်းယူနေလားဒုံမြတ်တွေအရင်ဈေးကြီးတယ်အဲ့တော့ဒုံမြတ်တစ်စင်းဝယ်မယ်ဆိုရင်ဒေါ်လာ65တန်းလောက်ပေးရတယ်တမန်လူဆိုရင်ဘာလုပ်မလဲအင်းဈေးကအဲ့လောက်ရှိတာဆိုတော့ငါပတ်ဆက်များကြီးစုမရမယ်လို့တွေးမိမယ်ဒါပေမဲ့ Elon က first principle နဲ့တွေးတယ်။သူကဒုံမြတ်တစ်ခုလုံးရဲ့အသေးဆုံးစိတ်ပိုင်းတွေကိုစစ်စစ်ကြည့်လိုက်တယ်။ဒုံမြတ်တစ်စင်းမှာတကယ်ဘာတွေပါလဲဆိုတော့ aerospace grade aluminum, titanium, copper, carbon fiber စတဲ့ကုန်ချမ်းတွေပါတယ်။အဲ့ဒီကုန်ချမ်းတွေရဲ့ဈေးကဈေးကွက်ထဲမှာဘယ်လောက်လဲဆိုတာသူလိုက်တွက်ကြည့်လိုက်တော့ဟာအောင်းအောင်းဆရာကြီးအဲ့ဒီကုန်ချမ်းတွေရဲ့တံမိုးကဒုံမြတ်ဒဇင်းလုံးစီ65တန်း2%ပဲရှိတယ်တဲ့ဂျန်နေ98%ကဘာတံမိုးလဲဆိုတော့လူတွေကလှုပ်ယွလှုပ်စင်တိုင်းလုံးနေလို့ ပြီးတော့အမျက်တွေတင်လာလို့ဈေးကြီးနေတာပေါ့ဒါနဲ့အလွန်ကဆုံးဖြတ်လိုက်တယ်ငါတို့မြင်မဝယ်တော့ဘူးကုန်ချမ်းနေဝယ်ပြီးငါပါတာငါအစားကနေပြန်တီဆောင်မယ်ဆိုပြီးပေါ့ရလကပါလဲဆိုရင် SpaceX ကအခုဆိုရင်ဈေးတက်တာဆုံးဒုံးပြန်တွေကိုလွတ်တင်နိုင်ပြီး NASA တောင်သူတို့ကိုပြန်ငားနေရပြီနောက်ထပ်လက်တီပွားနဲ့စီးပွားရေးလောကမှာဒီနည်းကိုသုံးပြီးပြောင်းလဲဖြစ်လိုက်တဲ့ထင်ရှားတဲ့ဥပမာလေးတွေကိုလည်းပြပြပေးမယ်နော် ီဥပမာလေးတွေကိုကြည့်ရရင်သူများလုပ်တယ်လို့လိုက်လုပ်တာနဲ့ first principle ဘယ်လိုကွာလဲဆိုတာကွက်ကွက်ကွင်ကွင်မြင်သွားပါလိမ့်မယ်။ဥပမာတင်မြင်နေရလို့မရှိသူတွေဟင်းဒီရဆိုင်ရှင်နေဆိုပါစို့။တမန်လူနေနဲ့ဆိုစာပြုလုံးမယ်ဆိုရင်မြေကြီးလိုတဲ့နေအောင်လို့တဲ့ရန်ကုန်မှာမြေခွက်မှမရှိတာဈေးကလည်းကြီးတယ်မဖြစ်နိုင်ဘူးဆိုပြီးပေါ့ဘာမှမလုပ်ဖြစ်တော့ first principle တမားကစဉ်းစားပြီးတော့တခုတူမိခွန်းတွေထုတ်လိုက်တယ်အပြင်တပီရှင်တန်မှုမြေကြီးတကယ်လို့တလား ဟွန်းအပင်ကအာဟာရနဲ့ရေပဲလိုတာမိကြီးကအဲ့ဒါတွေကိုထိမ့်ပေးထားတဲ့ဂျာခန်နေမြီပဲလေအပင်ကနေရောတကယ်လိုသလား노အပင်ကလင်းရောင်ပဲလိုတာမို့အနည်းဒီမိနဲ့ပေးလို့ရတယ်လေမြေပြင်ညီညီညာညာရောလိုသလားဆိုရင်ရတယ်မလိုပါဘူးဒေါင်လိုက်ဆင်တွေနဲ့ဆောက်လို့ရတယ်ဆိုပြီးပေါ့ရလက်နေနေကတော့ပါတီကယ်ဖမ်းမင်းနဲ့ဟိုက်ဒရိုပိုနစ်တွေပေါ်လာပြီးတက်ခန်းတွေထဲမှာဆိုက်လို့ရသွားပြီဥပမာနှစ် blockbuster နဲ့ netflix ။ဟိုးရင်ကရုပ်ချင်တွေကြည့်ကြည့်နဲ့ဆိုရင်အခွေဆိုင်သွားငားရတယ်လေ။အဲတော့ငါဆိုရင် Blockbuster Company ကဘလို့တွေးလဲဆိုတော့ငါတို့ company လုပ်ငန်းတိုးချဲ့ခြင်းရင်ဆိုင်ခွဲတွေအများကြီးချက်ပွင့်မယ်။အခွေတွေအများကြီးချက်ဝယ်မယ်ဝန်ထမ်းတွေအများကြီးချက်ခွန်မယ်ဆိုပြီးပေါ့။သူတို့ဆိုင်ကိုဒီကားလို့ထင်နေကြတာ။ Netflix ကတော့ခုလိုတွေးလိုက်တဲ့ရုပ်ချင်းဆိုတာပါလေ။ရုပ်ချင်းဆိုတာ data တွေပဲလေ။အဲ့ဒီ data တွေကိုတည်ဖို့ DVD ခွေတကယ်လို့တလား။ဟင်းအင်းမလို့ဘူးလေ။ internet ကြိုးကနေတက်စစ်ဒီ data တွေကိုပို့ပေးလိုက်ရင်ကောဆိုပြီးပေါ့။ ရလက်ကတော့ streaming service ပေါ်လာပြီးကမ္ဘာကြီးဆုံးရုပ်ရှင်လုပ်ငန်းကြီးဖြစ်သွားတယ်။ Blockbuster ကတော့ဒီဝါလီခံလာရပါတယ်။ဥပမာတော့ကိုရိုအင်္ဂလိပ်စာလေ့လာရပေးထားပါတော့ပုံမှန်တွေးဆိုရင်တင်နန်းအပ်မဲ့ grammar စာအုပ်တွေဝယ်မယ်။ ABC ကနေစမယ်။ဒီရင်ဝါကျောက်ဖွဲ့နေတင်မယ်။လေးနှစ်လောက်နေပြောတတ်လာမှာပါဆိုပြီးပေါ့။နေအောင်နေအောင် first principle နေနဲ့တွေးကြည့်ကြမယ်။ဘာသာစကားတစ်ခုရဲ့အနှစ်သာရကပါလေ။လူတအုပ်နဲ့တူဆက်သွယ်တဲ့ communication မယ်။ စကလုံးပေါင်းတသားလောက်ရှိတဲ့ထဲမှာနေတိုင်းသုံးနေတဲ့စကလုံးကဘယ်လောက်ရှိလဲစကလုံးတစ်ထောင်ကိုတော့နေစဉ်စကပြောရဲ့80%လောက်မှပဲအသုံးပြုကြပါတယ်။ဒါဆိုဂျန်နက်ခတ်တာတွေမလေးလာနဲ့အောင်ဒီတစ်ထောင်အောင်ပဲအရင်ချင်းညအောင်လုပ်လိုက်ရင်ငါစကားပြောလို့အဆင်ပြေပြီ။အဲ့လိုဆိုရင်ရလကတော့၆လအတွင်းစကားပြောတတ်သွားတယ်။လူတွေက first principle ကိုမသုံးမဲ့သူများလုပ်လို့လိုက်လို့ရင်ဘယ်လောက်ရရလဲသိလား။ပုံပြင်လေးတစ်ပုဒ်ဖြစ်ပြမယ်နော်။ဒီနေ့မှအမျိုးသမီးတစ်ယောက်ကဝတ်ပေါင်ချောက်ချက်နေတာပေါ့။ သူကဝတ်ပောင်ရဲ့ထိတ်နှက်ဖက်ကိုဓာတ်နဲ့လှိဖြက်ပြီးလွတ်ပစ်လိုက်တယ်။အဲ့ဟောင်မြင်တော့သူ့ယောက်ျားကမေးတယ်။မိမရဲ့နှမျိုးဆရာကြီးကဘာလို့ထိတ်နှက်ဖက်ကိုဖြတ်ပစ်ရတာလဲဆိုပြီးပေါ့။အဲ့ခါကျမိမကပြန်ဖြေတယ်။ကျမမိကဒီလိုပဲချက်တာလေ။ဒါမှရတာရှိတာ။ဒါနဲ့နောက်ရက်သူ့မိအိမ်ရောက်သွားတော့မေးကြည့်တယ်။အမေဘာလို့ဝတ်ပောင်ချောင်းချံထိတ်နှက်ဖက်ကိုဖြတ်ရတာလဲပေါ့။ဒီဘွားကဒီလိုပဲချက်ပြခဲ့တာလေဒါလိုဝက်ချက်နေမှာပေါ့ဆိုပြီးသူ့မိကပြန်ဖြေလိုက်တယ်။ခံကောင်းချင်တော့အဖွားကတက်ရှိချင်ချာရှိနေသေးတယ်လေ ဒါနဲ့သူတို့သူတို့အဖွားစီသွားမိကြတယ်။အဖွားကဝတ်ပောင်ချောင်းရှင်ထိတ်နေဘက်ကိုဖြစ်ပြတာရတာပိုကောင်းလို့မလားဆိုပြီးပေါ့။အဲတော့အဖွားရည်ပြီးဘာပြောလဲသိလား။ဟေးဘာရတာလဲ။ငါတော့ဒေဝကတင်းနေလို့ဝတ်ပောင်မဆန်းလို့ထိတ်နေဘက်ကိုဖြတ်ပြီးထိရတာလေ။တွေ့လား။အဖွားကဒေဝတင်းလို့ဖြတ်တာ။သမီးတွေမိတွေကြားဒေဝချီချီရှိရနဲ့ဘာမှမသိပဲလိုက်ဖြတ်နေကြတာ။အဲ့ဒါ first principle မရှိတဲ့ပြဿနာပေါ့။ကဲကိုရောဘာမှတော့ဘလို့တော့မလဲ။တော်မြန်ဒီဆောင်မှာတုံးရတာမဟုတ်ဘူးနော် ကဲအချုပ်ပြောရရင် fat principle thinking ဆိုတာလေကိုရေတိုက်ကြီးတစ်ခုလိုပဲ။တများတွေရေတိုက်ပုံစံတိုင်းဆက်ထားတဲ့လေကိုကြီးကိုဝယ်ပြီးကစားကြတယ်။တင်ကတော့အဲ့ဒီရေတိုက်ကြီးဝုန်းဆိုပြီးဖြူချလိုက်။အောက်မှာပြင်ကျဲသွားတဲ့လေကိုဒုံးလေးတွေကိုကြည့်ပြီးဒီဒုံးလေးတွေနဲ့ရေတိုက်ပြန်မဆောက်ပဲဒုံးပြန်ဆောက်ရင်ကိုတိဆောက်ရင်ကိုလို့တွေးတာ။ကဲဒါတော့တီးတော့ကိုတို့ဘလို့တွေးရမလဲဆိုရင် fat principle နဲ့တွေးတာမော်တယ်ဗျ။ဦးနောက်လျှောက်တဲ့အချိန်ကုန်တယ်။ဒါကြောင့်မဲလူတိုင်းမလုပ်ကြတာ။လူတိုင်းအဖွားတော့ငါလိုပဲဝက်ပောင်ထိတ်ဖြစ်နေကြတာပေါ့။ ဒါပေမဲ့တင်ကတာမန်ထပ်ပူခြင်းနဲ့အစ်စ်တခုခုထွင်ခြင်းနဲ့ဆိုရင်တော့မောရကျွနေပါတယ်နော်တွေးလိုက်တယ်မို့လားတာမန်သူက current ဖောင်းအောင်မယ်နည်းနည်းပြင်ဖို့ကြိုးစားတယ် top principal တမားကဖန်ရှင်ကိုပဲကြည့်ပြီး new ဖောင်းအောင်ဖန်တီးတယ်ကိုဘွားမှာခက်ခဲတွေ့တိုင်းဒါအဖြစ်ချင်းမို့သူများတွေဘာလို့ကြလဲဆိုတာတက်ဒီပြဿနာရဲ့အခြေခံမှန်တရားကဘာလဲလို့မေးကြည့်ပါ။ဘာလို့လဲဒါတကယ်ရောဟုတ်ရဲ့လား။ဒါအမှန်တရားလားထုံးစံလားဆိုပြီးပေါ့။ကဲတင်ရောဘွားမှာလူတိုင်းလုံးလို့လိုက်လုံးမိတဲ့အမမျိုးရှိဘူးလား။ 我帮小拍咪特罗苗波喏，亲，哥妈妈也开路亚嘞喏，一样了吧？နောက်ထပ်ဒီလိုစိတ်ဝင်စားစရာဗီဒီယိုလေးတွေကိုလည်းတင်ပေးသွားမှာမို့ like and subscribe လေးလုပ်ခဲ့ပေးပါအောင်နော်အသစ်တင်တိုင်းသိနေဖို့ notification လေးကိုလည်းနှစ်ခဲ့ပေးပါအောင်ရှင် see you next time တတား